နထိုးကြီးပီဒီရဲ့အဖွဲ့ကဖန်ဆီးထားတယ်လို့သတင်းထုတ်ပြန်ခဲ့တဲ့ရန်ကုန်အဝေးတင်တက္ကသိုလ်တတဗေဒဌာနကကတိကတော်ဝင်းဝင်းအောင်ကိုအရခတ်တတော်အေအေနဲ့ပူပေါင်းသွားတယ်လို့စစ်ကောင်စီကအချက်လက်တရှုံနဲ့ထုတ်ပြန်ပြောဆိုလာပါတယ်။စစ်ကောင်စီထုတ်ပြန်တဲ့ CCTV မှတ်တမ်းတပ်ပုံမှာမြမဝစ်စုံပန်းရောင်ဝန်ဆက်ဝစ်စင်ထားတဲ့ဒေါ်ဝင်းဝင်းအောင်ဟာမေလ9ရက်ကမိတ္တိလာတက္ကသိုလ်အမှတ်1ဂိတ်ကနေပုံမှန်အတိုင်းကျောင်းအပြင်ကိုထွက်ခွာသွားတာကိုတွေ့ရပါတယ်။ ဆီယာမလက်ထဲမှာထီးချေတချောင်းကိုင်းကဘဲဘက်ပခုံးမှာဘေးလွတ်အိမ်လွယ်ထားပြီးညာလက်မှာလေးတောင်ကြကြခပ်ပါးပါလက်ဆွဲအိတ်တလုံးကိုဆွဲထားပါဗါးမေလာရှိရက်ကမြင်းကြံခရိုင်အမတ်လေးမြင်းဆောင်၁၀တရဲနထိုးကြီး PDF ကထုတ်ပြန်ခဲ့တဲ့တပုံမှာလဲဒဝင်းဝဲအောင်ကအဲ့ဒီပန်းရောင်ဝတ်ဆက်ဝတ်စုံကိုဝစ်စင်ထားတာဖြစ်ပါတယ် မန္တလေးတိုင်းမိတ်တီလာတက္ကသိုလ်ရှေ့မှာပျောက်သွားတဲ့ဆရာမတအူးကိုအရခတ်တတော်အေအေရဲ့နေမြေတဲကိုရောက်သွားတယ်လို့စစ်တပ်ကဘယ်အချက်လက်တွေနဲ့ထုတ်ပြန်တာလဲအေအေပြောခွင့်ရဥခိုင်ဒုက္ခကဘလို့အဖြေပေးထားလဲနထိုးကြီး PDF ကဘာပြောလဲဆရာမကိုဖန်ထားတဲ့အကြောင်းမေလာရှိရကနထိုးကြီး PDF ရဲ့ထုတ်ပြန်ချက်မှာတော့မိတ်တီလာနဲ့တနေရာကနေဆရာမကိုဖမ်းဆီးခဲ့တယ်လို့ထည့်ပြောထားပြီးစုံစမ်းစစ်ဆေးတာတွေလုပ်မယ်လို့ဆိုပါတယ် ဒါပေမဲ့၄ရက်မြောက်တဲ့မေလ12ရက်မှာဆီယမားနဲ့ပတ်သက်လို့နှထိုးကြီး PDF ကို BBC ကမေကွန်းထုတ်ချိန်မှာတိကျရေရတဲ့အရှက်အလက်ကိုမဖြေဆိုခဲ့ပါဘူး။တရင်တာဝန်ရှိသူတွေကဒီကိစ္စနဲ့ပတ်သက်လို့ဘာမှသတင်းမထုတ်ဖို့ပြောထားပါတယ်လို့နှထိုးကြီး PDF ပြန်ကြားရေးတာဝန်ခံက BBC ကိုပြန်ဖြေပါတယ်။ စစ်ဆေးတာကဟုတ်ပါတယ်စစ်ဆေးချက်ကဘာတွေရလဲအေးအေးနေမြေကိုသွားသလားဆိုတာကအရေးကြီးတဲ့ကိစ္စဖြစ်တော့တာဝန်ရှိတဲ့သူတွေပဲဖြေနိုင်ပါလိမ့်မယ်လို့မြင်းကြံခရိုင်တရင်လေးပြောရေးဆိုခွင့်ရှိသူက BBC ကိုပြောပါတယ်ဒါအပြင်အဲ့ဒီထက်ပိုပြီးပြောခွင့်မရှိဘူးလို့လည်းတုံ့ပြန်ပါတယ်မေလာရှိရကနထိုးကြီး PDF ရဲ့ထုတ်ပြန်ချက်ထဲမှာဒေါ်ဝင်းဝင်းအောင်ရဲ့အမျိုးသားမန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်စီမံဘဏ္ဍာဌာနကဌာနမှုဦးအောင်ဆန်းဟာစစ်ကောင်စီရဲ့ရန်တရားလေပတ်အောင်ကြိုးစားဆောင်ရွက်နေသူဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။တဖက်မှာလည်းမိတိလာနေခံလည်းမဟုတ်သလိုရန်ကုန်ကနေရောက်တာတပတ်တာရှိသေးတဲ့ဆရာမတဦးဟာနေမြေတော်လာရေးတက်ရဲ့ဖန်းစီခေါ်ဆောင်ခြင်းခံရတဲ့ဆိုတဲ့အပေါ်မိကွန်းထုတ်ဆွေးနွေးမှုတွေလည်းရှိလာပါဗျ။ ရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနရဲ့ကတိဒတအုပ်လည်းဖြစ်တဲ့ဒေါ်ဝင်းဝင်းအောင်ဟာမန္တလေးတိုင်းနယ်ကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲပြန်ဖြေရမယ့်ကြောင်းသားတွေကိုအနီးကပ်စာသင်ပေးဖို့မေလာတရက်ကမိတ္တိလာ တက္ကသိုလ်ကိုရောက်ခဲ့တာလို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲဖော်ပြပါဗါးစစ်ကောင်စီရဲ့အပြောအယနထိုးကြီး PDF အကြောင်းထည့်သွင်းပြောကြားထားတာမရှိဘဲဆလင်းကြီး PDF ကတဆင့် AA နဲ့ရှိတ်ဆက်ပူပေါင်းသွားတာလို့ဆိုပါရယ် ဆလင်းချစ် PDF ကကိုစရာမင်းထစ်ဆိုသူရဲ့အကူအညီနဲ့ကြားတက်ရွာကိုမေလ9ရက်မှာရောက်သွားတယ်လို့စစ်ကောင်စီကပြောပါတယ်။ BBC ကဆလင်းချစ် PDF တွေကတရင်တာဝန်ရှိသူတချို့ကိုဆက်သွယ်မေးမြန်းကြည့်ရမှာတော့ကိုစရာမင်းထဲဆိုသူမရှိကြောင်းနဲ့ဆလင်းကြီးတက်ရင်ဆလင်းမင်းဆောင်25ကရင်မူကိုစရာထေးတော့ရှိကြောင်းပြောပါတယ်။ BBC ကကိုစရာထေးကိုမေလ12ရက်ညပိုင်းအထိဆက်သွယ်ခဲ့ပေမဲ့တယ်လီဖုန်းဆက်သွယ်လို့မရသေးပါဘူး။ စစ်ကောင်စီဘလို့ထုတ်ပြန်လဲတရင်စုံစမ်းဖော်ထုတ်ချက်များအရာဒေါ်ဝင်းဝင်းအောင်ဟာ၎င်းပျောက်ဆုံးဖြစ်စဉ်ကာလမတိုင်မီအေအကျမ်းဘက်တောင်းကျမ်းသူအဖွဲ့နဲ့ကြိုတင်ကြံစီဆက်သွယ်မှုများရယူခဲ့ပြီးမေလ9ရက်နေ့မှာ စလင်ကြီး PDF အကျမ်းဘက်အဖွဲ့မှဈေးရမင်းထီးရဲ့ချိတ်စစ်တပ်ကတော့ဒေါ်ဝင်းဝင်းအောင်ဟာအရခတ်တတော်အေအေနေမြေတဲကပညာရေးလုပ်ငန်းတွေကိုပူးပေါင်းကူညီဖို့ငကိုတဲကရွယ်ချက်ရှိသူလို့ဆွဆွဲထားပါတယ်။ မေလာတရက်မှာမိထီလာတက္ကသိုလ်ရောက်ပြီးမေလာနှစ်ရက်ကစတင်က အာထာကနှစ်ပြောပွဲမှာတင် जा ပို့ချရေးလုပ်ခဲ့တယ်လို့ဆိုပါတယ်။မေလာခုနှစ်ရက်မနက်အစောပိုင်းမှာမိတ်ဆွေတရှိုးနဲ့တွေ့ဆုံဖို့ဆိုက အဖွဲကောင်းဆောင်ကို ဖုန်းနဲ့ခွင့်တန်ကြားခဲ့တယ်လို့ပြောထားပါတယ်။အဲ့ဒီတရက်ထဲမှာပဲဆလင်းကြီး PDF ကဇေယမင်းထစ်ဆိုသူနဲ့ရှိတ်ဆက်ပြီးအဲ့ဒီနေတဲ့ကကြားတက်ရွာကတဆင့်အေအေက ဇော်အေဒွန်းဆိုသူထံဆက်လက်သွားရောက်ပူပေါင်းခဲ့တာလို့လမ်းကြောင်းနေနဲ့ထည့်သွင်းထုတ်ပြန်ပါတယ်ဒါအပြင် မိတိလာတက္ကသိုလ်ရှိ CCTV မှတ်တမ်းအရဒေါ်ဝင်းဝင်းအောင်ဟာမနက်9:00နာရီကျော်ကသူခိတ္တနေထိုင်တဲ့မိတိလာတက္ကသိုလ်ဂန်းကော်ဆောင်ကထွက်ခွာသွားပြီးတက္ကသိုလ်အနည်းရှိအာယုံဦးလဖေးရေဆိုင်မှာတဦးတည်းမနက်စာစားသုံးခဲ့ကြောင်းလည်းဖော်ပြပါဗျ။မနက်9:00နာရီခန့်မှာလဖေးရေဆိုင်ရှိကိုရောက်ရှိလာတဲ့ရင်အမှတ်စစ်စစ်စဲတိုရာပတ်ဆိုခဲရောင် မော်တော်ယာဉ်ပေါ်ကိုသူသဘောဆန္ဒနဲ့လိုက်ပါသွားခဲ့ကြောင်းတွေ့ရှိရတယ်လို့ပြောထားပါဗျ။ဒါပေမဲ့ကားနံပါတ်ကိုတော့စစ်စစ်ဆဲလို့စစ်ကောင်စီကဆိုပြီးအတိအကျထည့်ပြောတာမတွေ့ရပါဘူး။အဲ့ဒီနေ့မေလ9ရက်ည9:00နာရီခွဲမှာဒေါ်ဝင်းဝင်းအောင်ရဲ့သားဖြစ်သူ ကိုရဲလေးမြတ်ဟင်းရဲ့အီးမေး fk28433333 33@gmail.com ကိုဟန်နင်းစု 41@gmail.com ဆိုတဲ့အီးမေးကနေ စာပို့ထားတာကို တွေ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဒေါ်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမျိုးမှမွေးဖွားတဲ့ရခိုင်လူမျိုးဖြစ်တဲ့ဆိုတာကိုအချက်တစ်ခုအနေနဲ့ထောက်ပြထားပါတယ်။စစ်တွေမှာပဲပညာသင်ပြီးတက္ကသိုလ်နီးပါးဆရာမမဖြစ်ခင်အထိစစ်တွေက အရှိကံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေဆိုတာကိုလည်းထည့်သွင်းထားပါဗျ။ စစ်ကောင်စီဘက်ကဒီထုတ်ပြန်ချက်ကိုလူမျိုးရေးအစွဲနဲ့ထုတ်ပြန်တယ်လို့အေအေနဲ့နှိဆက်သူတဦးက BBC ကိုပြောပါတယ်။ PDF ကဖမ်းပြီးပြန်လို့ရင်တောင် သူ့ဘဝအတွက်မလုံခြုံတော့ဘူး။အေအေနဲ့ပူးပေါင်းတယ်လို့စစ်တပ်ကတတ်မှတ်လိုက်ပြီဆိုတော့သူ့အပြင်မိသားစုအတွက်လည်းအနေရရှိတယ်လို့နှိဆက်သူကမှတ်ချက်ပြုပါတယ်။အေအေဘက်ကဘလို့တုံ့ပြန်လဲ။ပျောက်ဆုံးနေတဲ့ရခိုင်လူမျိုးကတိကဆီယာမှာဒေါ်ဝင်းဝင်းအောင်ဟာ အရခတတိုအီစီရောက်ရှိလာတာမရှိဘူးလို့အရခတတိုအီပြောခွင့်ရသူဥခိုင်ဒုခကပြောဆိုလိုက်ပါတယ်ရခိုင်တပ်တော် AA ဟာရခိုင်ပြည်နယ်တွေကထိန်းချုပ်နယ်မြေတွေမှာရခိုင်ပညာရေးဖော်ဆောင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့ဒေတာတွင်းသတင်းတွေကဖော်ပြပါဗျ။တင်ယိုညိုတန်းနဲ့ဘာသာရပ်အလိုက်တင်ကြားသွားမယ့်နည်းစနစ်တွေကိုထုတ်ပြန်တာမရှိသေးပေမဲ့လာမယ့်ပညာသင်နှစ်မှာရခိုင်စာပေနဲ့တင်ကြားမယ်လို့ AA ပညာရေးဌာနအကြောင်းသိရှိသူရဲ့ပြောပြချက်နဲ့ဖော်ပြနေကြတာဖြစ်ပါတယ်။ ဒီအတွက်တင် जा ပေးနိုင်မဲ့ဆရာဆရာမတွေကိုခေါ်ယူနေတယ်လို့လည်းပြောထားပါဗျ။ပညာရေးဝန်ထမ်းကအေအေမာကတိတ်မရှိဘူး။မြောက်ပိုင်းမှာပဲနည်းနည်းရှိတယ်လို့အေအေနဲ့နီးစပ်သူတဦးက BBC ကိုပြောပါဗျ။ဒါပေမဲ့ဒေါ်ဝင်းဝင်းအောင်အနေနဲ့ရခိုင်ပြည်နယ်ကပညာရေးအတွက်လာရောက်ပူးပေါင်းနိုင်ကြတော့နေတယ်လို့သူကယူဆပါဗျ။လာပူးပေါင်းရင်တော့ကောင်းတာပေါ့ဆရာမမရှိတာ။ဒါပေမဲ့မဖြစ်နိုင်မှုထင်တယ်လို့သူကပြောပါဗျ။ ဒါပေမဲ့အရခတ်တက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုခကတော့ AA ဘက်ကိုဒေါ်ဝင်းဝင်းအောင်ရောက်လာတာမရှိသေးဘူးလို့ BBC ကိုတုံ့ပြန်ပါတယ်။စစ်ကောင်စီထိရှုံနေမြေတဲကပျောက်ဆုံးသွားတဲ့ပညာရေးဝန်ထမ်းအတွက်စစ်ကောင်စီမှာအဓိကတာဝန်ရှိပါတယ်။အခုထုတ်ပြန်ချက်ဟာတာဝန်မဲတဲ့ပြောဆိုမှုလိုပဲယူဆတယ်လို့ဥက္ကဋ္ဌဒုက္ခကပြောပါတယ်။ဒါကြောင့်အပြက်အလန်ပြောဆိုဆွဆွဲမှုတွေကြမှာဒေါ်ဝင်းဝင်းအောင်ဟာမန္တလေးတိုင်းကမိထီလာတက္ကသိုလ်နဲ့နထိုးကြီး စကိုင်းတိုင်းဆက်လင်းချင်းမျိုးနယ်တဲကကြားတက်ရွာအပါအဝင်မိုင်၁30ဝင်းကျင်ပတ်လည်မှာပျောက်ဆုံးနေစေဖြစ်နေပါဗျ။မက်စလာ28ရက်အင်အားပြင်းငလင်းကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမိလောင်ခဲ့တဲ့အတွက်2025မတ်လမှာဖြေဆိုခဲ့တဲ့တက္ကသိုလ်ဝန်ထမ်း Greater ဆောင်မွေးပွဲအဖြေလွှာတွေမိလောင်ခဲ့ပါတယ်။မိလောင်ခဲ့တဲ့အဖြေလွှာတွေအတွက်ဆောင်မွေးပွဲပြန်ဖြေရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ်ပညာရေးအသိုင်းအဝိုင်းကြားမှာဝေဖန်ချက်တွေရှိပါတယ်။ လာမယ့်ဇွန်လမှာပြန်လည်ဖြေဆိုကြရမယ်။ကျောင်းသူကျောင်းသား6000ကျော်အထက်ပြင်းထန်ငလင်တင်ခဲ့တဲ့မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့နေပြည်တော်တို့အပြင်ကရှင်ပြည်နယ်လည်းပါနေပါဗျ။အဲ့ဒီဒေသလေးကကျောင်းသူကျောင်းသား6000 3000ကျော်ရဲ့အဖြေလောက်အုပ်ရေ3သိန်းကျော်မိလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့စာမွေးပွဲပြန်ဖြေခိုင်းမဲ့အစီအစဉ်ကြောင့်ဝေဖန်ချက်အမျိုးမျိုးထွက်ပေါ်နေတယ်လို့ဘာသာရပ်အားလုံးဖြေဆိုခဲ့သူအားလုံးကိုအအောင်ပေးဖို့ကြောင်းသားမိဘတရှိုးဘက်ကဆန္ဒရှိနေကြပါတယ်။ အဝေးတင်တက္ကသိုလ်ဆရာအတိုင်းဝိုင်းတွေကအရှိုးရဲ့ပြောပြချက်အရာကတော့ဆရာမတော်ဝင်းဝင်းအောင်ဟာအာနာသိန်းအစောပိုင်းကာလမှာအကြမ်းမဖက်အာနာဖီဇန်နဲ့စီဒီအန်လှူရှားမှုမှာပါဝင်ခဲ့တာမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့စာမေးပွဲပြန်ဖြေခိုင်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဝေဖန်တာမျိုးရှိခဲ့တယ်ဆိုတော့ပြောဆိုချက်တချို့လည်းသိရပါတယ်။အဲ့ဒီအချက်တွေနဲ့ပတ်သက်လို့တိရှာအတီးပြူနိုင်တာမရှိသေးတာကြောင့်ဆ iam တော်ဝင်းဝင်းအောင်ရဲ့မိသားစုအပါအဝင် မိတ်ဆွေရဲ့တရှိုးနဲ့ဆက်သွယ်နိုင်ဖို့ BBC ကစ조사နေပါတယ်ကတူတတဗေဒဌာနမှကတိကဒဝင်ဝင်အောင်ဟာ2025ခုနှစ်မေလ9ရက်နေ့မှာတာဝန်ကျနေရမှဒီကြောင်သိရှိရတဲ့တွေ့စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါတယ်။စစ်ဆေးချက်များအရာဒဝင်ဝင်အောင်ဟာ ငရင်ဘေးဒဏ်ကြောင့်မန္တလေးတိုင်းဒေသကြီးမှာတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆည်းမဲ့ကျောင်းသားကျောင်းသူများကိုအနီးကပ်တင် जा ပို့ချပေးနိုင်ရေးအတွက်မေလ၁ရက်နေ့မှာရန်ကုန်အဝေးတင် တက္ကသိုလ်မှအခြားနှီးပြများနဲ့အတူမေတီလာ တက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးမေလ၂ရက်နေ့မှစတင်ကအမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းပြောဝေမှာတင် जा ပို့ချမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်မေလ9ရက်မနက်9:45မိနစ်ခန့်မှာဒေါ်ဝင်ဝင်အောင်ဟာ မိတိလာတက္ကသိုလ်မှပျော်ဝင်မျိုးကိုမထွက်ခွာမီ၎င်းရဲ့မိတ်ဆွေများနဲ့တွေ့ဆုံရန်ဟူသောအကြောင်းပြချက်ဖြင့်အဖွဲ့ခေါင်းဆောင်ဖြစ်သူဒုံမမှုအေးထံဖုန်းဖြင့်ခွင့်တိုင်ကြခဲ့တော့လေပုံမှန်သင်တန်းစင်းချိန်ထိတာဝန်ကျနေရာကိုရောက်ရှိလာခြင်းမရှိပဲအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းအဲ့နောက်တာဝန်ရှိသူများကဒေါ်ဝင်းဝင်းအောင်ထံဆက်သွယ်တော်လဲတစုံတရာဆက်သွယ်မှုမရရှိခဲ့ပေ ည9နာရီခွဲကမှဒေါ်ဝင်းဝင်းအောင်ရဲ့တားဖြစ်သူမောင်ရဲလေးမြတ်ဟင်းရဲ့ဂျီမီကိုအတန်းပတ်အဖွဲ့အစည်းများအသုံးပြုတဲ့ hanninsu41@gmail.com မှာ Your man condition is okay after letter check in and well free who ပေးပို့လာခဲ့ကြောင်းစစ်စစ်တွေ့ရှိရပါတယ် ။ဒါကြောင့်ဒဝင်ဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာမိထီလာတက္ကသိုလ်ရှိ CCTV မှတ်တမ်းများအရာဒဝင်ဝင်းအောင်ဟာမနက်9:48မိနစ်ခန့်မှာ၎င်းနေထိုင်တဲ့မိထီလာတက္ကသိုလ်ဂန်းကောဆောင်မှ၎င်းပိုင်အုံဆောင်ပစ္စည်းများပါရှိတဲ့အိတ်အသေးတစ်လုံးနဲ့အတူတက္ကသိုလ်အမှတ်1ဂိတ်မှထွက်သွားခဲ့ကြောင်းအဲ့ဒီနောက် မေထီလာတက္ကသိုလ်အနေရှိအာယုံအိုလက်ဖက်ရည်ဆိုင်မှာတူဦးတဲ့နတ်နက်စာစားသုံးခဲ့ပြီး9နှစ်ခန့်မှာလက်ဖက်ရည်ဆိုင်ရှိကိုရောက်ရှိလာတဲ့ရင်အမှတ်စီစစ်စဲတိုတာပဆုခဲရမတော်ရင်မော်ကို၎င်းရဲ့သဘောဆန္ဒဖြင့်လိုက်ပါသွားခဲ့ကြောင်းစီစစ်တွေ့ရှိရပါတယ်။ဒေါ်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမျိုးမှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတအုပ်ဖြစ်ပြီးသူငယ်တန်းမှဘွေရရှိသည့်အထိရခိုင်ပြည်နယ်စစ်တွေမျိုးမှာပညာသင်ကြားခဲ့ကြောင်း ဒါအပြင်တက္ကသိုလ်များမှာနီးပြဆရာမအဖြစ်တာဝန်မထမ်းဆောင်မီကာလများမှာလည်းစစ်တွေမျိုးရှိအခြေခံပညာအထက်တန်းကြောင့်အခြေခံပညာမူလာတန်းကျောင်းချို့မှာမူလာတန်းပြအလေတန်းပြယာတို့များဖြင့်တာဝန်ထမ်းဆောင်ခဲ့ဖို့ကြောင့်စစ်စစ်တွေ့ရှိရပါတယ်။တရင်စုံစံဖော်ထုတ်ချက်များအရာဒေါ်ဝင်းဝင်းအောင်ဟာ၎င်းပြောင်းဆုံးဖြစ်စဉ်ကာလမတိုင်မီအေအကျန်းဘက်တောင်းကျန်းသူအဖွဲ့နှင့်ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီး မေလ9ရက်နေ့မှာစလင်ကြီး PDF အကြံဘက်အဖွဲ့မှဇေယမင်းထီးရဲ့ထိတ်ဆက်ကူညီမှုဖြင့်မေထီလာမျိုးမှစလင်ကြီးမျိုးနဲ့ကြားတက်ကြေးရွာကိုတွားရောက်ခဲ့ပြီး၎င်းမှတဆင်အေးအကြံဘက်တောင်းကျန်းသူအဖွဲ့မှဇောအေးထွန်းထံကိုဆက်လက်တွားရောက်ခါအေးအကြံဘက်တောင်းကျန်းသူအဖွဲ့အခြေပြုရာနယ်မြေတွင်ရှိပညာရေးဆိုင်ရာလုပ်ငန်းများမှပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရပါသည် အတန်းဖက်အဖွဲ့အစည်းများအနေဖြင့်ငလင်ဘေးတန်းကြောင့်တက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့ရန်အင်တိုက်အားတိုက်ကျိုးပန်းပြင်ဆင်နေကြတဲ့မိဘဆရာများကျောင်းသားကျောင်းသူများရဲ့ပညာသင်ကြားရေးကိုအနှောက်အယှက်ဖြစ်စေရန်အတွက်၎င်းသင်ကြားရေးလုပ်ငန်းများမှပါဝင်ဆောင်ရွက်လျက်ရှိတဲ့ဆရာဆရာမများကိုအကြောက်တရားဖြင့်ချင်းချောက်လွှမ်းမိုးနိုင်ရအတွက်၎င်းရည်ရွယ်ပေးဒေါ်ဝင်းဝင်းအောင်နဲ့ချိတ်ဆက်ခါသတင်းအမှားများထုတ်လွှင့်ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရပါတယ်။ ဒါအပြင်အတန်းဖက်အားပေးတရားမဝင်ပြည်ဖြစ်မီဒီယာများမှလည်းအစိုးရရဲ့အုပ်ချုပ်မှုရန်နေရာယိုယွင်းစေပြီးတည်ငြိမ်အေးချမ်းမှုပြပြစေရန်နဲ့ပြည်သူလူထုအထိတ်တလန့်ဖြစ်ပေါ်စေရန်အတွက်ဖြစ်စဉ်အမှန်ကိုဖုံးကွယ်ပြီးမဟုတ်မမှန်လုတ်ကြံတဲ့အမှားများကိုလိမ့်လေရေးသားထုတ်လွှင့်ဖြန့်ချိလျက်ရှိကြောင်းစီစစ်တွေ့ရှိရပါတယ်။အတန်းဖွဲ့အဖွဲ့အစည်းများဟာတည်ငြိမ်အေးချမ်းစွာပညာသင်ကြားလိုတဲ့ကျောင်းသားကျောင်းသူများကိုအနှောက်အယှက်ဖြစ်စေရန်အဖြစ်မှောက်လုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံဝန်ထမ်းဥပဒေများနဲ့အညီတာဝန်ထမ်းဆောင်လျက်ရှိကြတဲ့ဆရာဆရာမများကိုလည်း၎င်းတို့ရဲ့အကျန်းဖက်လုပ်ငန်းများမှာပူးပေါင်းပါဝင်လာစေရေးနီလန်မျိုးစုံဖြင့်စီယုံတင်းသွင်းလျက်ရှိကြောင်းဒါကြောင့်နိုင်ငံဝန်ထမ်းများအနေဖြင့်အကျန်းဖက်အဖွဲ့အစည်းများရဲ့စီယုံတင်းသွင်းမှုမခံရစေရေးအထူးသတိပြုကြရန်နေ မိဘပြည်သူများအနေဖြင့်လည်းအကြမ်းဖက်အဖွဲ့အစည်းများနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့နိုင်ငံဝန်ထမ်းများနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များရရှိပါကသက်ဆိုင်ရာသို့လှုပ်ဝက်စွာ သတင်းပေးပို့စေလိုကြောင်းသတင်းထုတ်ပြန်အပ်ပါတယ်ရှင်။ပြောက်ဆုံးနေတဲ့ရခိုင်လူမျိုးကတိကဆီယာမဒေါ်ဝင်းဝင်းအောင်ဟာအာရခတစ်တော်အီစီ ရောက်ရှိလာတာမရှိဘူးလို့ အာရခတစ်တော်ဤပြောခွင့်ရသူဥခိုင်ဒုခကပြောဆိုလိုက်ပါတယ်။ရန်ကုန်တက္ကသိုလ်တက်တပိဒါဌာနကရခိုင်လူမျိုးကတိကဆီယာမာဒေါ်ဝင်းဝင်းအောင်ဟာမေလ9ရက်နေ့မှာမိထီလာ တက္ကသိုလ်ကပျောက်ဆုံးသွားပြီးအာရခတစ်တော်ဤနဲ့ချိတ်ဆက်က အဖွဲထဲကိုဝင်ရောက်သွားပြီလို့စစ်ကောင်စီသတင်းစာရီမှာမေလ12ရက်နေ့ကရေးသားဖော်ပြခဲ့ကြပါတယ်။အဲ့ဒီဆွဆွေးချက်ဟာမကန်မှုမရှိဘူးလို့ ULA ပြောခွင့်ရသူဥခိုင်ဒုခက မီလာစနီယန်ဒီကနရင်းစရာကိုပြောဆိုလိုက်ပါရီအဓိကကတော့အဲ့ဒီဆီယာမဟာရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလေးပဲသူတကယ်ဘာဖြစ်လဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းနေတာရှိပါတယ်လို့သူကဆက်ပြောပါရီဒါ့အပြင်ခုလိုဆွဆွေးပြောဆိုတာဟာတောင်ဝမဲ့စကားကိုပြောဆိုတာဖြစ်တယ်လို့ဥခိုင်တုခါကဆိုပါရီ